င်္ဂလာပါရှင်ကျမတော်ငူခတ်တာပါဒီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်တနင်္လာနေ့တိုင်းဖုတ်ပြင်းမြို့နယ်မှာတက္ကသိုလ်တက်နေတဲ့ကျောင်းသားကျောင်းသူတွေကိုစစ်တပ်လက်အောက်ခံမြို့နယ်ထွေအုပ်ဦးစီးကအနော်မာလာ၁၈ရက်နေ့မှာအတင်းကျပ်ဖိအားပေးပြီးတိုတင်မဲပေးခိုင်းနေတယ်လို့ဖုတ်ပြင်းဒေသခံတွေစီကသိရပါဗျာ။ ဖုတ်ပြင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးစီကနေတဆင့်ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုမြို့နယ်ထွေအုပ်ရုံမှာချုပ်တယ်မဲပေးဖို့အတင်းကျပ်ဖိအားပေးစေခိုင်းနေပြီးမဲမပေးတဲ့သူတွေကိုကျောင်းတက်ခွင့်နဲ့ဘွဲ့ယူလို့မရအောင်လုပ်မယ်ဆိုပြီးချင်းချောက်ပြောဆိုခဲ့တယ်လို့ဆိုပါရယ်ဖုတ်ပြင်းမြို့နယ်ကနေတခြားတိုင်းဒေသနဲ့မြို့နယ်တွေမှာကျောင်းသားတက်နေတဲ့အသက်၁၈နှစ်ပြည့်ပြီးသားကျောင်းသားကျောင်းသူတွေကိုစီးရင်ယူထားပြီးဖိအားပေးနေတာဖြစ်တယ်လို့ဖုတ်ပြင်းဒေသခံကပြောပါရယ် အသက်၁၈နှစ်ပြည့်ပြီးတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုမဲပေးခွင့်မဆုံးရှုံးစေဖို့နိုဝင်ဘာလ၁၉ရက်နေ့ကနေ၂၁ရက်နေ့အထိကြိုတင်မဲပေးနိုင်တယ်ဆိုပြီးတော့ရွေးကောက်ပွဲကော်မရှင်ကနိုဝင်ဘာလ၈ရက်နေ့မှာကြေညာထားပါတယ်။တနင်္သာရီတိုင်းတွေကဘိကော့တောင်းနဲ့တဝယ်မြို့နယ်တွေမှာတော့ကြိုတင်မဲပေးဖို့ဖိအားပေးတာမျိုးမရှိသေးဘူးလို့တက္ကသိုလ်တက်ရောက်နေတဲ့ကျောင်းသားတချို့စီကသိရပါတယ်ရှင်။ င်ကမဲဆောင်မြို့မှာဒီကနေ့နိုဝင်ဘာလ20ရက်နေ့ကကြာရောက်တဲ့ကမ္ဘာကလေးများနေ့အခမ်းအနားပြုလုပ်ခြင်းပခဲ့တယ်လို့ပွဲစီစဉ်သူတွေစီကသိရပါဗျ။ကမ္ဘာကလေးများနေ့မှာမြန်မာနိုင်ငံရဲ့စီရေးပရိပခ္ခတွေကြောင့်ပြောင်းရွှေ့လာကြတဲ့ကလေးသူငယ်တွေရဲ့အခွင့်အရေးနဲ့ပညာရေး၊ကျန်းမာရေးအသိပညာပေးအစီအစဉ်တွေပြုလုပ်ခဲ့ကြတယ်လို့ဆိုပါရယ်။အကြောင်းမျိုးမျိုးကြောင့်ထိုင်းနိုင်ငံရောက်လာကြတဲ့ကျောင်းသားကျောင်းသူတွေရဲ့ရင်တွင်းခန်းစားချက်တွေကိုဖြေလျှော့ပေးခဲ့ကြတယ်လို့ကမ္ဘာကလေးများနေ့အခမ်းအနားကိုတက်ရောက်လာသူကပြောပါရယ်။ ကမ္ဘာကလေးများနေ့ကိုထိုင်းနိုင်ငံမဲဆောက်မြို့ကခရိုင်မူအာဆီယံဆိုင်ရာလူ့အခွင့်ရေးကိုယ်စားလှယ်ရွှေပြောင်းချောင်းကဆရာဆရာမတွေထိုင်းဖုံးတော်ကြီးတွေနဲ့ထိုင်းနိုင်ငံရောက်မြန်မာចောင်းသားကလေးငယ်တွေတက်ရောက်ခဲ့တယ်လို့ဆိုပါရယ်ကမ္ဘာကလေးများနေ့ကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာနှစ်စဉ်ကျင်းပလေးရှိပြီးအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ထိုင်းအာဏာပိုင်တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါရယ်ရှင်မန္တလေးတိုင်းမိုးကုန်းမြို့မှာ မြို့ကအများစုဆစ်ဆောင်နေကြရတဲ့အတွက်လူမရှိတဲ့နေအိမ်တွေမှာခိုးမှုတွေများနေရလို့မြို့ကန်တွေကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့ကမိုးကုတ်မြို့ပန်းမရက်ကွက်ကနေအိမ်တစ်လုံးမှာပစ္စည်းတွေကိုဝင်ခိုးပြီးအိမ်ကိုပါတခိုးတွေကမီးရှို့ခဲ့တယ်လို့သိရပါတယ်။အိမ်မီးရှို့ခံရပြီးမီးခိုးနဲ့ညှော်နှက်တွေထွက်မှရက်ကွက်ထဲကျန်တဲ့ပြည်သူတွေကတွားကြည့်တဲ့အခါအခိုးခံရမှန်းသိရှိကြရလို့ဆိုပါတယ်မြို့ကန်ပြည်သူတဝက်နီးပါးဆေးဘေးတိမ်းရှောင်နေကြရပါမယ့် ။တကြီးရွယ်ဦးနဲ့ရမီရဖတို့ကတော့အိမ်ဆောက်ဖြစ်ကြံနေကြတူတွေရှိတယ်လို့မြို့ကတယောက်ကပြောပါရယ်။ကိုစိုးလူရဲ့တရင်ကတော့ရှိတယ်မြို့ထဲမှာပန်းမဘက်တွေဘာတွေမှာလဲနောက်ပိုင်းပန်းမမှာအိမ်ဖောက်တာတွေကူးတာတွေရှိတယ်ပြီးတော့တခြားနေရာတွေမှာမြို့ထဲလူဝေးတဲ့အိမ်တွေပေါ့လူဝေးတဲ့အိမ်တွေရှောင်းတဲ့လူတွေများတဲ့အိမ်တွေနားလေးမှာတော့အဲတခြား၄၅၆၆9ယောက်နဲ့ဝင်ဖောက်တာတွေ ပစ္စည်းတွေတည်ထုတ်တာမျိုးတော့မရှိဘူးပေါ့အဲဝင်ဖောက်တာကူးတာမျိုးတော့ရှိတယ်လူတွေအချိန်ညားတော့လူကတော့မျိုးတဝက်နီးပါးလောက်မရှိတော့တော်တော်များများတော့၆ကတ်နေတယ်ထားပွဲလဲပုံမှန်ပဲဖြစ်တယ်တွင်းလောက်တဲ့လူတွေလည်းပုံမှန်ပဲလုပ်နေကြတယ်ခုံးမှုတွေများနေရတဲ့ပတ်သက်ပြီးတကောတွေကိုဖမ်းဆီးရေးယူနိုင်တာမျိုးတော့မတွေ့ရဘူးလို့မြို့ကန်တချို့ကဆက်ပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းက TNL အချုပ်ထောင်ကမူရစေဝအမှုနဲ့အချုပ်ကြောက်နေသူတွေငွေကြေးပေးပြီးလွတ်လာကြတဲ့အတွက် အခုလိုခိုးမှုတွေများလာရတယ်လို့မြို့ကန်တွေကထင်မြင်ချက်ပေးပါတယ်။ဒါနဲ့ပတ်သက်လို့ TNL တွေဘက်ကိုဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။လက်ရှိမိုးကုတ်မြို့ထဲမှာတော့ TNL တွေတသားတချို့ရှိနေပြီးစစ်ကောင်စီတသားတွေကဝင်လာတာမျိုးတော့မတွေ့ရသေးဘူးလို့မြို့ကန်တွေကဆိုပါတယ်။ကျဆေရခိုင်လုံးတော့ပြည်သူတွေကစစ်ဆောင်သွားကြပြီဆိုတော့အဲ့ဒီစစ်ပေးဆောင်နဲ့နေအိမ်တွေကိုဈေးသမားတွေတခိုးတွေဒါတွေကအဲကျွန်တော်တို့ဒီ DNL အချုပ်ထောင်တွေကနေတိတ်မကြခင်ရပ်ပိုင်းနေတယ်မှာပဲ ပတ်စံနဲ့ရွေးထုတ်သွားတဲ့လူတွေပေါ့နော်ပတ်စံနဲ့ထွက်သွားကြတဲ့လူတွေအများကြီးမျိုးထဲမှာရှိနေတယ်ဆိုတော့ဒေတာဘောက်ကိုရှိလာမှာပါဘယ်သူရဲ့အထင်ရှားမှုအောက်မှာရှိနေတယ်လဲဆိုလို့ရှိရင်တော့ TNL ရဲ့အထင်ရှားမှုအောက်မှာပဲရှိနေပါသေးတယ်မန္တလေးတိုင်းမိုးကုတ်မြို့ကို2024ခုနှစ်ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကတည်ယူခဲ့ပြီးတနစ်ကျော်ကြာနိုဝင်ဘာလ29ရက်နေ့မှာတရုတ်နိုင်ငံရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့ညှိနှိုင်းပြီးမိုးကုတ်မြို့ကနေထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ် TNL တပ်တွေဆုတ်ခွာတဲ့အခါ စစ်ကောင်စီတပ်ကိုပါတခါတည်းမိုးကုတ်မြို့ရဲခေါ်လာမယ်ဆိုတဲ့သတင်းတွေနဲ့ထွက်ပေါ်နေပါတယ်။ကျမတီရီပါ။တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မန်လီတိုင်းမိုးကုတ်ရင်နာမြေကနေတရားနာနေတအားတကာစုခွာပေးရမယ်လို့စစ်ကောင်မရှင်နဲ့အော်တိုဝါ29မှာသဘောတူခဲ့ပါတယ်။ အဲ့ဒီနောက်မိုးမိတ်နယ်နဲ့မိုးကုတ်ရနာမြေကိုငွေဥဒေါ်လာရင်းအင်အားစုတွေကခုခံကာကွယ်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်မိုးမိတ်မြို့ကပြည်သူလူထုအများစုဟာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းရံကိုစိုးရိမ်ပြီးမြို့ကိုဆွန့်ခွာတိမ်းရှောင်နေကြတာပါ။မိုးမိတ်ကဟိုပတ်ဆံရှိတဲ့လူတွေကတော့လွတ်ရန်ကြွရအောင်ပြေးပြီးပေါ့ရှောင်ပြီးပေါ့တချို့ကြတော့လေဒီရဲ့ညွန့်နယ်ထဲမှာပဲရှိတဲ့ရွာတွေမှာ အိမ်လေးပါလေငားပြီးတော့မှရှောင်ကြတာပေါ့တချို့ဘာမှမတက်နိုင်တဲ့လူတွေကတော့တေတော့မှတေရောကိုယ်အိမ်ကနေကိုယ်ပဲနေနေကြပြီးတော့မှဒီတိုင်းပဲတေမဲနေပဲစောင့်နေရတယ်ဆိုတဲ့အဖြစ်မျိုးပဲဖြစ်နေတာပေါ့တီယန်နန်နေတန်တက်ကစုတ်ခွာပေးရမယ့်မုံမိမျိုးကို အခြားသောတော်လိုင်းအင်အားစုတွေကရောက်ရှိလာနေပါတယ် KIA ကချင်တက်အနေနဲ့ကလည်းမုံမိမျိုးကတော်လိုင်းအင်အားစုတွေကိုကူညီပေးသွားမယ်လို့ဆိုထားပါတယ်ဟုတ်ကဲ့မုံမိအဲ့တော့ပြန်ဆုံမယ်ဆိုတော့လုံကနေတရနေရတော့ ော်ကျောင်းသားအခွဲရောက်လာတယ်တွေ့တာနည်းနည်းပဲတွေ့တာခါတိုင်းတစိမ့်ကြီးလာနည်းနည်းတွေ့တာ30နှစ်ဆက်ကွန်စစ်စင်ကြီးကာလအတွင်းမုံမိတ်မြို့သိမ်းတိုက်ပွဲမှာအရသာတေဆုံးမှုရှိခဲ့ပြီးမြို့လေဈေးနဲ့လူစီကားပြီးအဓိကကျတဲ့နေရာတွေပြန်သုံးမရအောင်မိလောင်ပျက်စီးခဲ့ပါတယ်လက်ရှိမုံမိတ်မြို့မှာတကြောပြန်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုပြည်သူလူထုတွေကစိုးရိမ်နေကြပါတယ်ကျွန်တော်ခွန်စော်ဦးပါ TVO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်